ားလုံးပဲမြင်ပါပါကျွန်တော်တော့ feel လိမ့်ပါ patch note အသေးထွက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ patch note မှာ background တွေ revamp ဖြစ်ပြီးတော့ background တွေ buff net သွားတယ်ဆိုတဲ့အကြောင်းကို video လေးနဲ့သေစိတ်ရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ video လေးကိုစောင့်ကြည့်ဖို့တိုက်ရုံးရင်းနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့သင်ချင်ရင် VPN လေးခန့်ကြည့်ဖို့တော့တောင်းဆိုရင် video လေးကိုစလိုက်အောင် ထမအောင်စပယ်ရီအောင်ရီဗန်လိုက်တဲ့ကင်မီနဲ့စားလိုက်အောင်ကင်မီရဲ့ passive ကအရင်လိုပဲ energy bar ကိုမှ basic attack နဲ့ကျွန်တော်တို့ stat ဆူရမယ် stat ပြည့်သွားလို့ရှိရင် damage များသွားမယ် rate ကကျေလာလိမ့်မယ် basic attack ကနောက်က enemy ကိုလည်းဖောက်ပြီးတော့ပြစ်လို့ရမှာဖြစ်တယ်ကင်မီက attack ဆူမရတော့ဘူး အတက်စပီ1%ကြားတိုင်းမှာ1%မဂျစ်ပါဝါအနေနဲ့ပြောင်းလဲသွားမယ်။ဥပမာပေါ်တာကဖေဒါလိုအိုင်တမ်ဆက်မယ်။ဖေဒါမှာက20ရာခိုင်နှုန်းအတက်စပီပါတယ်။20မဂျစ်ပါဝါအနေနဲ့ပြောင်းသွားလိမ့်မယ်။ PMS stack က red line ပြည့်သွားလို့ရှိရင်တော့ damage တွေများလာမယ်။ဒါပေမဲ့ enemy မပြည့်ဘူးဆိုရင်တော့ red line ကပြန်ပြီးရောကျသွားလိမ့်မယ်။နောက်ခုကတော့ scale 1 scale 1က3လိုက်ရင် kimmy က level တက်သွားမယ်သူ့ရဲ့ rage ထဲမှာရှိတဲ့ enemy တွေကို damage ပေးမှဖြစ်ပြီးတော့အဲ့ဒီ enemy တွေက50% 50%ရာခိုင်နှုန်းဆက်လို့ effect ကိုလည်း ခံအောင်မဲ့ပြင်လီဘော်ရောက်နေတဲ့ချိန်ကင်မီက120ရာခိုင်နှုန်း movement speed ရမှာဖြစ်တယ်။ဒါပဲလားဆိုတော့လည်းမဟုတ်သေးဘူး။ flicker တွေ blink spell တွေနဲ့ခုံလို့မရတဲ့ wall ကြီးတွေကိုအဲ့လိုမျိုးလီဘော်ရောက်နေတဲ့ချိန်မှာခုံသွားလို့ရအောင်မှာဖြစ်ပါတယ်။ဒါကကင်မီနေနဲ့ escape spell လို့ပဲပြောရမှာပဲ။ ်စကေး2မှာတော့ကင်မီကတယ်လီယန်ဘင်းလို့ခေါ်တဲ့ရောင်ကြီးလေးကိုတားဂက်တိုင်းလွှတ်လိုက်မယ်အဲ့ဒီတားဂက်ထဲမှာရှိနေတဲ့ enemy က immobilize effect ကို1 second ခံရမှာဖြစ်တယ် immobilize ဆိုတာဘောတာတို့မြင်တအောင်ပြောရရင် mia ရဲ့ sk2 လိုပဲ blink စပဲတွေလုံးဝတုံးလို့မရတော့ဘူးအဲ့နားမှာပဲရက်နေလိမ့်မယ်ဒါအပြင် enemy တကောင်ထိတိုင်းမှာကင်မီက energy bar ပြည့်မှာဖြစ်ပြီးတော့ stack ကိုထပ်ရစေမှာဖြစ်ပါတယ် sk3 ultimate ကအရင်လိုပုံစံမျိုးပဲ enemy ကိုထိသွားရင် damage ပေးမယ်။ဒါပေမဲ့အရင်နဲ့မတူတာကထိသွားတဲ့နေရာမှာ cycle လေးဖြစ်သွားမယ်။အဲဒီ cycle ထဲမှာရှိတဲ့ enemy ကို85ရာခိုင်နှုန်း slow effect ပေးလိမ့်မယ်။1 second နေတာနဲ့အဲ့ဒီ free ထဲမှာရှိတဲ့ enemy တွေကိုအလဲကိုစုသွားစေမှာဖြစ်တယ်။စုခံရတဲ့ enemy ကသူ့ရဲ့လက်ရှိရှိနေတဲ့20ရာခိုင်နှုန်းသွေးနဲ့ညီတဲ့ magic damage ကိုခံစားရမှာဖြစ်ပြီး85ရာခိုင်နှုန်းထပ်ပြီးတော့2 second slow နေမှာဖြစ်တယ်။ဒါက AoE တန်းနေနဲ့ combo တွဲလို့ရတဲ့စပယ်တစ်ခုဖြစ်ပြီးတော့ gaming ကပွဲတိုးတဲ့ maxman တစ်ကောင်ဖြစ်လာနိုင်တယ်။ ပေါ်ရာတို့အနေနဲ့ရောကင်မီရီဗန်ကကောင်းလားမကောင်းလားဆိုတာကိုပေါ်ရာတို့မြင်လေးကို comment section မှာပြောသွားပေးခဲ့ပါဦး။ Okay ောက်ထပ် revive လိုက်တဲ့ hero တကောင်ကတော့ glow ဖြစ်ပြီးတော့ intro animation လေးတော်တော်လှသွားတယ်ပြီးတော့ hero design လေးလည်းတော်တော်လေးမိုက်သွားတယ်လို့ပြောရမယ် hero design မှာအဓိကပြောရင်လက်နှာချောင်းပူပါလာပြီးတော့လက်လေးဘက်နဲ့ထမင်းထဆာလို့ရတော့မှာပါသူ့ရဲ့ skill တွေနဲ့ passive တွေကတော့ passive နဲ့ skill 1ကတော့အရင်တိုင်းပဲတိတ်ပြီးတော့ပြောင်းလဲသွားတာမရှိဘူး glow က sticky လေးချလိုက်မယ်အဲ့ sticky လေးပေါ်တက်နေလိုက်ရင် enemy က4% movement speed ရော့သွားမယ် glow ကိုပေးမယ် damage ကလည်း4%ထပ်ပြီးတော့ရော့သွားလိမ့်မယ်အဲ့လို stamina ငါးခုထပ်စုလို့ရမယ် total ပြောရရင်20% movement speed နဲ့ damage ရော့သွားတော့ဖြစ်နေမယ်အဓိကပြောင်းလဲသွားတာတော့ SK2 K2 ကအရင် ADM နဲ့ SK2 နှစ်ခုပေါင်းလိုက်တာလို့ပြောလို့ရတယ်အရင်လိုမျိုး SK1 ရှိတဲ့နေရာကိုတောင်းလိုက်ရင်ဘလင်းဖြစ်သွားမှာဖြစ်ပြီးတော့အရင်နဲ့မတူတာဘလင်းဖြစ်ပြီးတာအရင် ADM လိုမျိုး Split ဖြစ်သွားပြီးတော့ Global 10% Movement Speed ရသွားမယ် Enemy နားကပ်လိုက်လို့ရှိရင်လည်း Damage ပေးမှာဖြစ်ပြီးတော့တက်လဲရအောင်မှာဖြစ်တယ် K1 မရှိဘဲနဲ့ဒီတိုင်းတောင်းလိုက်လို့ရှိရင်လည်း Enemy ကိုခဏလေးရက်သွားစေပြီးတော့ Split တန်းဖြစ်သွားလိမ့်မယ်ကိုတုံးတဲ့ Direction ပေါ်မူတည်ပြီးတော့ Split ထွက်သွားလိမ့်မှာဖြစ်တယ်အဲ့ဟာကတော်တော်လေးကောင်းတာလို့ကောင်းတဲ့ Spell တစ်ခုလို့မြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့ Tower တွေဝင်တိုက်တဲ့အခါမျိုးတွေ Main Spell တွေကိုခံတဲ့အခါမျိုးမှာတော်တော် ော်လေးဆင်ပြေးသွားလိမ့်မယ်။အဲဒီမိတ်ကတော့အရင်လိုတက်ခွာတာပဲ။ဒီဇိုင်းလေးတော်တော်လှပါရယ်။ basic တက်တဲ့ခွင့်ပို့ပြီးတော့တည်တာတယ်။အရင်လို supply effect ကတော့ K2C ရောက်သွားတာဖြစ်တဲ့ကြောင့်မလို့ enemy ball က step ပြေးတာနဲ့အဲဒီမိတ်ကတန်းပွင့်မှာဖြစ်တယ်။တန်းတဲ့ effect တွေကတော့အရင်လိုပဲတိတ်ပြီးတော့မကွာဘူး။ glow ရဲ့ revamp ကတော်တော်လေးမိုင်းလာတယ်လို့မြင်တယ်။ဒါကတော့အကြီးစား revamp လုပ်လိုက်တဲ့ hero နှစ်ကောင်ဖြစ်ပြီးတော့နောက်တစ်ကောင်ကတော့ revamp လုပ်ပြီးတော့ adjustment နဲ့ထည့်ထားတဲ့ wireless ပါ။ wireless နဲ့ပတ်သက်ပြီးတော်တော်လေးလူပြောများနေတယ်။ဘာဖြစ်လို့လဲဆိုတော့ wireless ရဲ့ passive ကအရင်တိုင်းပဲ။ဒါပေမဲ့ new player တွေကင်လို့ရအောင်လို့ break လေးထည့်ထားပေးပြီးတော့ အဲ့ဒီစာဝိုင်းလေးက mindset ရဲ့နောက်ပေးမဲ့ basic attack ကပြစ်မာလားခုတ်မာလားဆိုတာကို၄ပုံစံလေးနဲ့တစ်ခုနဲ့ဓာတ်ပုံစံလေးတစ်ခုညွှန်ပြပေးထားတယ်။ဒီနေရာမှာသတိထားရမှာကအခုပြပေးထားတဲ့၄ပုံစံနဲ့ဓာတ်ပုံစံက mindset ရဲ့ passive ကိုပြပေးတာမဟုတ်ဘဲနဲ့နောက်လာမဲ့ basic attack ကိုညွှန်ထားတာဖြစ်တယ်။ passive ကတော့အရင်တိုင်းပဲဒီအောက်နေရာလေးမှာပဲရှိနေတော့မယ်။၄ပုံလေးပေါ်တိုင်း passive က၄ပုံလေးမဟုတ်ဘူးဆိုတာကိုသတိထားဖို့လိုလိမ့်မယ်။ Okay နောက်တစ်ခု scale 1ကတော့အရင်တိုင်းပဲအပြောင်းလဲမလုပ်ထားဘူး။ scale 2ကတော့တုံးလို့ရှိရင်တော့ဖိထားတဲ့အချိန်မှာ design ရှင်ရဲ့နှေးနေ payment effect ကို20ရာခိုင်နှုန်းကနေ9ရာခိုင်ကျော်ချပေးတဲ့အတွက်ဒီဇိုင်းရှင်က scale to တုံးနေချင်းအရင်လိုနှင်းနှင်းကိုကိုကြီးဖြစ်မနေတော့မနဲ့ဝမ်းမီခိုင်းခံရတဲ့ဒဏ်နေရနေပြီးတော့လက်တက်တာသွားစေတော့မှာပါ။ Okay အခုနောက်ဆုံးလူပြောများနေတဲ့ WSS ရဲ့ estimate အကြောင်းလေးကိုဆက်လိုက်အောင်။အရင်က WSS ပိုင် base နားမှာရှိတဲ့လှေလေးနှစ်စီးကအခုမရှိတော့ဘဲနဲ့အဲ့လှေလေးနှစ်စီးကို AD ထဲမှာသွားပြီးပေါင်းထည့်ပေးလိုက်တယ်။ အဒီမိတ်တုံးလိုက်ရင်လေတန်းစီးသွားမှာဖြစ်ပြီးတော့ enemy တွေရဲ့ vision တွေကိုမြင်ရမှာဖြစ်တဲ့ဒါပေမဲ့အရင်လို shot ကတန်းပြီးခြားတော့မှာမဟုတ်ဘဲနဲ့အဲ့လေလွတ်လိုက်မှသာ enemy စီကို shot က၃ခုတန်းချမှာဖြစ်တယ်။ဒီနေရာမှာလေလွတ်ဖို့စဝိုင်းပုံစံလေးပေါ်ပြီးတော့စဝိုင်းပုံစံလေးကနှစ်ခုဖြစ်နေတာကိုဟိုတော့သတိထားမိလိမ့်မယ်လို့ထင်တယ်။အတွင်းစဝိုင်းလေးနဲ့ enemy ကိုသွားထိမယ်ဆိုလို့ရှိရင် enemy က0.8 second stand နေမှာဖြစ်ပြီးတော့အပြင်ဘက်စဝိုင်းလေးနဲ့သွားထိမယ်ဆိုရှင် enemy ကို stand တော့မှာမဟုတ်ဘူး။ဒါပေမဲ့30% 30ရာခိုင်နှုန်း slow effect ကိုတော့ပေးနေအောင်ပါ။အဲ့ဒီ target ရှိကိုစီးနေခြင်းဝိုင်း YSS ကဆက်ဆက်စီးခြင်းမှာ80ရာခိုင်နှုန်း movement speed ကိုရမှာဖြစ်ပြီးတော့နောက်20စက္ကန့်နေတော့90ရာခိုင်နှုန်းပဲကျန်တော့မှာဖြစ်တယ် ီနေရာမှာ revamp ad မိကတော်တော်လေးအားသာသွားတယ်လို့ပြောရမယ်။အရင်တော့ဆိုလို့ရှိရင်လှေစီးနေတဲ့အချိန်မှာ scale 1တုံးလို့မရဘူး။အခုဆိုရင်လှေစီးနေတဲ့အချိန် movement speed လည်းရှိနေချင်း scale 1နဲ့ဝင်ပြီးတော့ tight ရှာမျိုးတွေ၊ tail နဲ့ damage ပေးတာမျိုးတွေလုပ်လို့ရတော့မှာဖြစ်တယ်။ဒီစမ်းရှင်ရဲ့ ultimate revamp ကတော်တော်လေးမှိုက်သွားတယ်လို့ပြောလို့ရမယ်။ scale 1က ultimate ကိုနှစ်ခုလုံးပေါင်းပြီးတုံးလို့ရတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်။ဘာသာရောအနေနဲ့ရောဒီစမ်းရှင်ရဲ့ ultimate revamp လိုက်တဲ့ပုံမှာဘယ်လိုမျိုးမြင်လဲအထင်မြင်လေးတွေပြောပြပေးတော့ပါမယ်။ Okay, last night လောက်လိုက်တဲ့ hero တွေဆက်သွားလိုက်ရအောင်။ ီကြိုက်ကောင်းလေးဖက်လာကိုမုံတုံးကပတ်ပေးလိုက်ပါတယ်ပထမအဆုံးသူ့ရဲ့ပတ်စစ်မီးလောင်နဲ့ damage ကို enemy သွေးရဲ့3.6ရာခိုင်နှုန်းကနေအခုဆိုရင်1အပေါင်း3.2ရာခိုင်နှုန်း magic power ဒီပြောင်းပေးလိုက်ပြီး စပယ်နှစ်ချက်ထိလို့ပေါက်ကွဲသွားမဲ့ damage ကို enemy တွေးရဲ့600ခိုင်နှုန်းကနေအခုဆိုရင်9အပေါင်100ခိုင်နှုန်း magic power ကိုပြောင်းပေးလိုက်ပါတယ်။အားဘယ်လိုမျိုးလဲဆိုတော့ border က magic power များလေလေ explode damage ပိုများလေပါပဲ။ဥမာအရင်ကဘလောက်ပဲ lane gain ရောက်ရောက်ပေါက်ကွဲတဲ့ damage က100ခိုင်နှုန်းပဲရမှာဖြစ်ပြီးတော့အခုဆိုရင် border က magic power 200လောက်ထိရှိနေမယ်ဆိုရင်နောက်ထပ်100ခိုင်နှုန်းထပ်ရပြီးတော့9အပေါင်းနဲ့900ခိုင်နှုန်း enemy ရဲ့တွေးပုံမှာမူတည်ပြီးတော့လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ဒါပေမဲ့လောင်ကျွမ်းတဲ့ကြာချိန်ကိုတော့ ၄စက္ကန့်ကနေပြီးတော့၃စက္ကန့်ကို short ပေးလိုက်တယ်။ scale 1ရဲ့မီးလုံးထွက်သွားတဲ့ စပီကို7ကနေပြီးတော့7နှစ်ထိတိုးပေးလိုက်ပြီးအခုဆိုရင်ကူတော့ redemption item တွေစက်မယ်ဆိုရင် ice scale 1ကကူတော့ redemption ရတော့မှာဖြစ်တယ်အဲ့ဒီတော့ကြောင့်မို့လို့မီလုံးတွေပို့ပြီးတော့မြန်မြန်ပြစ်လို့ရတော့မှာဖြစ်တယ် K2 ရဲ့ magic power ကို80 120အပေါင်း24ရာခိုင်နှုန်း magic power ကနေ100 150အပေါင်း30ရာခိုင်နှုန်း magic power ထိတိုးပေးလိုက်တယ်အဲ့လို scale 1နဲ့2ကိုဖတ်လိုက်တဲ့အတွက်အရင်လို ultimate 3ရင် scale 1နဲ့2 damage တက်တဲ့ effect ကိုတော့ဖြုတ်ထားလိုက်ပါတယ်နောက်ထပ်ဘတ်ပေးလိုက်တဲ့ hero ကတော့ liomo liomo ရဲ့ ultimate 3 နေတဲ့အချိန်ရတဲ့ hybrid defend ကို30 60ရနေပြီးတော့30 130တိတင်ပေးလိုက်ပြီးမြင်းလာတဲ့ movement speed ကို6ကနေ6အထိတိုးလိုက်တယ်မြင်းစီးရင်ရမဲ့ movement speed ကိုတော့60ကနေ80အထိတိုးလိုက်ပြီး breath speed ကို30ကနေ90ရာခိုင်နှုန်းအထိတင်ပေးလိုက်တယ်အက်တီမေရဲ့ကူတောင်းကို35 25စက္ကန့်ရနေ 30 20စက္ကန့်အထိရှော့ချလိုက်တယ်။အဲ့လိုတင်ပေးလိုက်လို့မြင်းစည်းနေတဲ့ကြာချိန်ကို15ကနေ30စက္ကန့်အထိရှော့ချလိုက်တယ်။မြင်းစည်းချိန်ကလည်းခဏပဲရတော့မှဖြစ်သလို base damage ကိုလည်း350 950အပေါင်း100ရာခိုင်နှုန်းကနေပြီးတော့100 300အပေါင်း40ရာခိုင်နှုန်းအထိရှော့ချလိုက်တယ်။အဲ့လို damage တွေရှော့ပေးလိုက်တဲ့အတွက် Leo Mock ကဘတ်ပေးတယ်လို့တော့ပြောရမှာခက်နေပါတယ်။နောက်ထပ်ဘတ်ပေးလိုက်တာကတော့ရေခဲကြောင်းကောင်လေးခေါ်ပဲဖြစ်ပါတယ်။ခေါ်ရဲ့ passive ကအရင်က basic တက်ပြည့်ရင်ထားတဲ့ effect ကိုဖြုတ်လိုက်ပြီးတော့ခေါ်က basic attack နဲ့ပြည့်လဲ passive လုံးဝထားတော့မှာမဟုတ်ပါဘူး။ scale 1မှာတော့ camera ရာရှိ effect ကိုထည့်ပေးလိုက်ပြီးအလုံးလေးကဘယ်ကိုသွားမယ်ဆိုတာသိအောင်ညွှန်ပြတဲ့ indicator လေးတစ်ခုထည့်ထားတဲ့အတွက် scale 1ကအရင်ကထက်သုံးရတာလွယ်ကူသွားတော့မှာပဲ scale 2ရဲ့ထိချက်ကို73ကနေ16အထိတိုးမြင့်ပေးလိုက်ပြီးထိချက်တစ်ခုနဲ့တစ်ခုကြားကြာတဲ့အချိန်ကို0.3 second ကနေ0.25 second အထိရှော့ပေးလိုက်တယ်။ဒီစိအတက်နဲ့ passive တွေထုတ်လို့မရတော့ပေမဲ့ scale 2မှာ passive ကိုပို့ထောင်းအောင်လုပ်ပေးလိုက်တဲ့သဘောပါပဲ။ ဒါပေမဲ့ SK2 ရဲ့ basic damage ကို55 105အပေါင်း16ရာခိုင်နှုန်းကနေ30 80အပေါင်း14ရာခိုင်နှုန်း magic power ထိရှော့ချလိုက်ပါတယ်။ Ultimate ဟီကဲကြောင်းရဲ့အကျယ်ကို0.6ကနေ0.8အထိတိုးချလိုက်ပြီး camera shift feature ပါထည့်ပေးလိုက်တယ်။အရင်လိုရေခဲကြောင်းကိုမချိန်မဲကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်နောက်ကိုလှည့်ပြီးထိုးသွားတာကိုကြုံမှုကြလိမ့်မယ်ထင်တယ်။အခုဆိုရင် SK1 နဲ့2ထိထားတဲ့ enemy ဘက်ကိုပဲအဲ့ဒီရေခဲကြောင်းကတန်းပြီးတော့တွားအောင်ချိန်ညှိပေးထားတယ် ောက်ထပ်ဖတ်လိုက်တဲ့ဟီးရိုကတော့နာတန်ခုဆိုရင်နာတန်ရဲ့ basic attack ကသူ့ရဲ့ passive ကိုထိမ့်ပေးထားတော့မှာပါဥမာဘော်ဒါက step 6ခုနဲ့ passive ရနေပြီဆိုပါလို့အရင်ကအဲ့ဒီ step ကိုထိမ့်ဖို့အတွက် စကေးတစ်ခုခုနဲ့ enemy ကိုထိမှထိန်းထားလို့ရမှာပါဒါပေမဲ့အခုဆိုရင် enemy ဒါမှမဟုတ် minion jungle creep တွေကို basic attack ပေးလိုက်ရုံနဲ့ ally stat ကိုထိန်းထားလို့ရတော့မှာပါအဲ့ဒီအတွက်ကြောင့် passive ရဲ့ကြာချိန်ကိုတော့5 second ကနေ2.5 second အထိတဝက်တီတီ short ချထားလိုက်ပါတယ်နာတန်ရဲ့ attribute basic attack ကိုတော့139ကနေ100ခွန်တီ short ထားလိုက်တယ်စကေး1နဲ့2ကိုဘတ်ဆွင်းကင်းအဖက်တွေဖြုတ်ထားလိုက်တဲ့အတွက်စကေးတွေကအရင်ကတည်းကပို့ပြီးတော့မြန်မြန်လေးထွက်လာတော့မှာပါ။ရိုဒီတကောင်ကိုလိမ့်မှာကျန်းနေတာကို မွန်တုံးကတိတ်ပြီးတော့ကြည့်ကျင်တဲ့ပုံမျိုးပေါ့ဘူးဒါကြောင့်မို့လို့ကလင်းကိုပါထပ်ပြီးပတ်ပေးလိုက်တယ်ကလင်းကစပယ်တစ်ခုတုံးပြီးတိုင်းရတဲ့ passive နဲ့ပြစ်တဲ့ထွက်တဲ့ damage ကို90အပေါင်း120ရာခိုင်နှုန်း total physical attack ကနေ150အပေါင်း100ရာခိုင်နှုန်း total physical attack အထိတင်ပေးလိုက်တဲ့အတွက်ကလင်းကအားလီမာတွေက damage များနေမှာပါကလင်းရဲ့ ultimate ကြီးတစ်ခုပြီးတစ်ခုပြစ်ပြီးလို့ရှိရင်လဲတဲ့ကူတောင်ကိုအရင်က level တိုင်းမှာ2စက္ကန့်ကနေအခုဆိုရင်2 to 1စက္ကန့်အထိ short ချပေးလိုက်ပြီးကြီးစံတစ်ခုရောက်ဖို့ရွှေရောင်အလုံးလေးလဲတဲ့ကြာချိန်ကို12 to 10စက္ကန့်ကနေ10 to 6စက္ကန့်အထိ short ချပေးထားပြီး enemy ကို slow ပေးတဲ့ effect ကို25ရာခိုင်နှုန်း1.2စက္ကန့်နေနေရာကနေအခုဆိုရင်50ရာခိုင်နှုန်း0.5စက္ကန့်နေနေဖို့ adjust လုပ်ပေးထားပါတယ်အဲ့လိုတွေ backlight လို့ပြန်ပေးလိုက်ရတာက တော့ကြည်စံလေး2000ပါ။ကလင်းရဲ့ AD mate ကကြည်စံ3000အထိပဲမက်ဆီမမ်ရတော့မှာဖြစ်တယ်။နောက်ထပ် Fanny ရဲ့ scale 1 base damage ကို300 940ကနေ295 925အထိ short ချလိုက်ပါတယ်။ physical attack bonus ကိုတော့83ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းထိတင်ပေးထားတယ်။ AD mate basic attack damage ကို900 950ကနေ450အထိ short ချလိုက်တော့ 2k ပဲ AD mate တမားလေးတွေကတော့ခိုးငိုလို့ရပါပြီ။ goal line မှာ MM နေနဲ့ရှင်ကျန်းနေတဲ့ Harry ကိုထပ်ပြီးတော့ nerf လိုက်ပါတယ်။ scale 1 3 line လို့ပောက်ကွဲသွားတဲ့ speed ကိုပြန်အောင် လုပ်ထားပြီး base damage ကို240အပေါင်း80ရာခိုင်နှုန်းကနေ165 290အပေါင်း60ရာခိုင်နှုန်း magic power အထိ scale 1သုံးပြီးတဲ့နောက်မှာပေါက်မဲ့ explode effect damage ကိုတော့900 160အပေါင်း200ရာခိုင်နှုန်း magic power ကနေပြီးတော့195 180အပေါင်း180ရာခိုင်နှုန်း total magic power အထိအသေးသေးလျှော့ထားလိုက်ပါတယ် scale 2ရဲ့ magic bonus ပေါ်မှာရတဲ့ရှိကို130ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိလျှော့ထားပါတယ် နတ်ဖလိုမပြီးသေးတဲ့ Granger ရဲ့ SK2 ကို3ကနေ2.5ဒီ distance short ထားလိုက်ပါအဲ့ဒီ0.5ကဘလောက်ထိတိတာလဲဆိုရင်အရင်ကလွယ်လွယ်နဲ့ခုံပြီးကြော်လို့ရတဲ့နေရည်တွေကိုခုံသွားဖို့ခတ်သွားပါပြီ။တော်တော်လေးခယူးဆိုင်ပြီးခုံရမှဖြစ်ပြီးမဟုတ်ရင်အဲ့နားမှာဈီးညက်သွားနိုင်ပြီးတော့ရှော့ဝနိုင်ပါတယ်။ပြောရရင် Granger ရဲ့ SK2 အကွာဝေးက6ရဲ့ SK2 တတလောက်ပဲရှိတော့တာပါ။ Ultimate 3ရင်ခုံသွားတဲ့အကွာဝေးကိုလည်း2ကနေပြီးတော့1.7ဒီရှော့ထားပြီး Ultimate ရဲ့ကြည်စံလွတ်လို့ရတဲ့အကွာဝေးကို 17.5ကနေ30တိရှော့ထားလိုက်ပြီးအခုဆိုရင်ခြုံတဲ့ enemy ကိုထိရင်မြင်ရမယ့် effect ကိုပါထပ်ပြီးတော့ဖြုတ်လိုက်ပါတယ်ဒါပေမဲ့ ultimate ရဲ့ damage ကိုတော့150 250အပေါင်း100ရာခိုင်နှုန်း total physical attack ကနေပြီးတော့150 250အပေါင်း130ရာခိုင်နှုန်း total physical attack အထိတင်ပေးထားလိုက်ပါတယ် ောက်ထပ် Sicilian ရဲ့ scale 1 base damage ကို85 235ကနေ85 180အထိ scale 1 3ရင်ထိသွားတဲ့ damage ကို180 480ကနေပြီးတော့180 340အထိ short ထားလိုက်ပါတယ်ဟွန်တုံးကတက်မတာကြီးကိုအတင်းဆွဲခေါ်နေလို့ပဲပြောရမှာပဲ။အရင်ဘက်စတုံးကအကိုင်းဘာရက်နဲ့ဖက်ဒရင်းတို့ကိုပတ်ထားပြီးတော့ ခုဆိုရင် Fredrin ရဲ့ scale 1 creed တွေကိုပေးတဲ့ damage ကို90ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းအထိတင်ထားပြီး ultimate ရဲ့ကူးတောင်းကိုလည်း8 to 6 second ကနေပြီးတော့အခုဆိုရင်8 to 5 second အထိ short ထားလိုက်တယ်။ကာကြာရဲ့ passive ရဖို့စုရတဲ့ stat ကို ၈ကနေ6ဒီရှော့ထားတဲ့အတွက်ကာကြာရဲ့ပတ်စစ်ကိုအရင်ကတည်းမြင်မြန်သုံးလို့ရတော့ပါပါ။စတက်တစ်ခုတိုင်းမှာရမယ်ဒါမေ့ရီဒက်ရှင်းကို300ဂိုင်းလုံးကနေ1.5ရဂိုင်းလုံးဒီရှော့ထားပြီး scale 1ရဲ့ကူလောင်ကို9 to 7 second ကနေပြီးတော့အခုဆိုရင် level တိုင်းမှာ5.5 second ဒီရှော့ထားတဲ့အတွက်အာလီမာတွေက scale 1ကိုမြန်မြန်သုံးလို့ရတော့မှာပါ။ H4 ရဲ့ mass HP ကရတဲ့ initial armor ကို120ရာခိုင်နှုန်းကနေအခုဆိုရင်160ရာခိုင်နှုန်းထိတိုးထားပြီးတော့ extra HP item တွေဆက်လို့ရတဲ့သွေးကရတဲ့ armor ကို130ရာခိုင်နှုန်းကနေပြီးတော့100ရာခိုင်နှုန်းထိရှော့ထားပါတယ်။ Skill 2ရဲ့ cooldown ကို12 9စက္ကန့်ကနေပြီးတော့အခုဆိုရင် level တိုင်းမှာ9စက္ကန့်ထိရှော့ထားပါတယ်။ ဘယ်မိုးရဲ့ SK2 ကို25တရာအပေါင်း25 total physical attack ကနေပြီးတော့25 60အပေါင်း25 total physical attack အပေါင်း HRXP ရဲ့200ခိုင်နှုန်းကို damage အနေနဲ့ထပ်ပြီးတော့ပေါင်းပေးသွားမှာပါလူဝါရီယာ SK2 damage ကို55ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိတင်ပေးထားပြီး ultimate ရဲ့ cooldown ကို56 48စက္ကန့်ကနေပြီးတော့48 40စက္ကန့်အထိရှော့ထားပါတယ် ဆိုယူရဲ့ immortal form ကရတဲ့ damage reduction effect ကိုအခုဆိုရင် physical damage reduction only အဖြစ်ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် magic damage ကိုပို့ပြီးတော့ခံစားရတော့မှာကျော်ဟဲ SK1 ကို level တိုင်းမှာ5စက္ကန့်အထိထားပေးလိုက်တယ်အဲဒါကြောင့်ကျော်ဟဲက early game မှာပို့ပြီးတော့ impact ထွက်လာတော့မှာပါ ိုက်တန်းနေအနေနဲ့ဒိုမီနီယံအိုက်ကရတဲ့900မန်တာကရတော့မှာမဟုတ်ပဲ250 HP ပြပြောင်းလဲတော့မှာပါ။ဒိုမီနီယံအိုက်ဆက်ရင်ထည့်ရတဲ့ Black Eye She ကို Power Crystal နဲ့မဆက်ရတော့ဘဲနဲ့ Fidelity Crystal နဲ့ဆက်ရမှာဖြစ်ပြီးဈေးကို880ကနေ 980ဒီရှော့ပေးလိုက်ပါတယ်။ Lightning Attraction က120ရာခိုင်နှုန်း Magic Power ကနေ180ပေါင်း85ရာခိုင်နှုန်း Magic Power အထိ adjust လုပ်ထားပြီးမိုးကြိုးလေးကအရင်က enemy 3កောင်အထိပဲထိလို့ရတာကနေအခုဆိုရင် limit မရှိတော့အောင်လုပ်ထားပြီး movement speed bonus ရတဲ့ effect ကိုတော့ဖြုတ်ထားလိုက်ပါတယ်။ ကဲဒါကတော့ patch note အစ်စ်မှာပြောင်းလဲလိုက်တဲ့ hero နဲ့ identity ရဲ့ adjustment update တွေပဲဖြစ်ပါတယ်။ကျွန်တော်က channel ကိုအခုမှစပြီး run တာမို့လို့ border တို့အနေနဲ့ like နဲ့ subscribe လေးတွေလုပ်ပြီးတော့ကူညီပေးကြဖို့ထပ်ပြီးတော့တောင်းဆိုပါရစေ။ကျွန်တော်အနေနဲ့ channel ရဲ့ first goal အနေနဲ့ 1k subscriber ရဖို့မျှော်မှန်းထားပြီးအဲ့ကိုပြည့်တဲ့အခါ border တို့ dress starlight တကဲမဲဖောက်ပေးသွားမှာဖြစ်ပြီးတော့နောက်ထပ်လည်း giveaway တွေလုပ်ဖို့စီစဉ်ထားပါတယ်။အခုချိန်ထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ကြောင်းပြောကြရင် see you in next video border တို့